မင်္ဂလာပါအခုတစ်ခါမှာတော့ဝန်ထမ်းဘဝကနေကိုပိုင်လုပ်ငန်းတစ်ခုစတင်တော့မယ်ဆိုရင်ကြုံတွေ့ရင်ဆိုင်ရနိုင်တာလေးတွေကိုမျှဝေပေးလိုပါတယ်ဒီနေရာမှာကြိုပြီးတော့ပြောလိုတာကကိုပိုင်လုပ်ငန်းလုပ်ပါမှာအောင်မြင်မယ်လို့လည်းဆိုလိုတာမဟုတ်ဘူးလုပ်ငန်းကြီးတွေမှာတာဝန်ထမ်းဆောင်ရင်းနဲ့အောင်မြင်မှုတွေရပြီးတော့လူအများလေးစားအားကျနေရတဲ့သူတွေလည်းကမ္ဘာအနှံ့မှာအများအပြားရှိပါတယ်ဒါအပြင်လူတိုင်းရဲ့ပုံစံနဲ့တဘာဝကလည်းကိုယ်ပိုင်လုပ်ငန်းတစ်ခုတည်ထောင်လည်ပတ်နိုင်ဖို့ တက်လျော်မိုးကလည်းရှေ့ချမရှေ့နိုင်ပါလိမ့်မယ်ဒီချက်ကတော့ဘဝကိုအေးအေးဆေးဆေးအပူပင်မဲ့သွားတဲ့ဖြတ်တန်းခြင်းနဲ့အပူပင်ကင်းခြင်းနဲ့အလိုလိုတွေလည်းရှေ့ကောင်းရှေ့ပါလိမ့်မယ်ဒီလိုမှမဟုတ်ပဲနဲ့မိတ်ဆွေကကိုယ်ပိုင်လုပ်ငန်းထူထောင်မှုကိုစိတ်ကူးရှိနေပြီးတော့ဝန်ထမ်းလုပ်နေတာကလည်းတစ်ချိန်ကိုယ်ပိုင်လုပ်ငန်းစတင်တဲ့အခါမှာအတွေ့အကြုံတွေရဖို့ဆိုတာမျိုးရည်မှန်းချက်ရှိရင်တော့ကြိုတင်စဉ်းစားထားဖို့လိုအပ်တာလေးတွေကိုဝေမျှပေးလိုပါတယ်နံပါတ်၁ ကိုပိုင်ဆိုရင်တော့ AC ပေါ့ကိုပိုင်လုပ်ငန်းမလုပ်ဘူးတဲ့သူတွေတော်တော်များများရဲ့စိတ်ထဲမှာကိုပိုင်ဖြစ်တဲ့အတွက်ကိုကြိုက်တဲ့အချိန်မှာဖွင့်ကိုကြိုက်တဲ့အချိန်နာမလုပ်ချင်အိတ်နေမယ်ကွာလို့တွေးထင်ထားတာတွေမြင်နေရတတ်တယ်။ဒါဟာလုံးဝကိုပါပါတယ်။ကိုပိုင်ဖြစ်သွားတဲ့အတွက်အောင်မြင်မှုကလည်းကိုပိုင်ဖြစ်တယ်လို့ဆုံးရှုံးမှုနဲ့ကြဆုံးမှုတွေကလည်းကိုတအူးတဲ့အပိုင်ဖြစ်လာပါတော့တယ်။ ဒါအပြင်လူဆိုတော်ကလည်းမိမိမှာရှိတဲ့ပိုင်ဆိုင်ထားတာတွေဆုံးရှုံးရမှာကိုတိတ်ကိုကြောက်တတ်တယ်။ဒီတော့ကိုပန်းဖြစ်သွားတဲ့နောက်မှာပုံမှန်ဝန်ထမ်းဘဝလိုမျိုးမနကိုးနာရီယုံတန်းညနေ9နာရီယုံစင်အင်းရောက်တဲ့အနားယူ TV ကြည့်ဒီလိုမျိုးဟာစိတ်ကူးထရဘဝအိမ်မက်တွေဖြစ်သွားပါလိမ့်မယ်။ဝန်ထမ်းဘဝကဖျားနာလို့ဖြစ်ဖြစ်ပြဲလာလို့ဖြစ်ဖြစ်တရက်တလေခွင့်ယူတာမျိုးတွေအပြင်အားလေးရခရီးရွှေတွေတောင်မှ ထွက်လို့ရနေတယ်။ ဒါပေမဲ့ကိုပိုင်းလုပ်ငန်းမှာဆိုရင်တော့အလုပ်စောကတိုးနေတာဖြစ်တဲ့အတွက်အိမ်မက်ထဲမှာတော့မလုပ်တွေ့လုံနေမိပါလိမ့်မယ်။နံပါတ်1 stress တွေပိုများလာမလား။ပိုပြီးတော့နှဲသွားမလား။ဒီမေးခွန်းကတော့ဖြေဖို့တော့လိုမယ်မထင်တော့ပါဘူး။ကိုပိုင်းလုပ်ငန်းဟာဝန်ထမ်းဘဝထက်ပိုပြီးတော့အစာပေါင်းများစွာဖိအားတွေများတယ်။ဝန်ထမ်းဘဝတုန်းကတော့ကိုကိုချပေးထားတဲ့ target နဲ့တာဝန်တွေကိုပဲခြေပုံရင်ဘာကိုမှစိုးရိမ်နေစရာမလိုသလို့ အထက်လူကြီးကိုတော့မှပြန်ပြီးတော့ပြောလို့အထွန်းတက်လို့ရပါဦးမယ်။ကိုလူကြီးကသဘောကောင်းတယ်ဆိုရင်ပေါ့။ကိုပိုင်မှာကြတော့ကိုရင်မထားတော်တွေဖြစ်မလား။ကိုဝန်ထမ်းတွေအလုပ်မပြေးမှတလတာကုန်ကျစရိတ်မကြေမှရောင်းလို့မကောင်းမှဝန်ထမ်းတွေနှုတ်ထွက်သွားကြမှာဝင်ငွေချက်တီးမှာဝန်ထမ်းလာစားတွေပေးရအောင်မှာစတဲ့မှမှမှဖိအားပေါင်းများစွာကိုစတင်ခန်းစားရတော့မှာဖြစ်ပါတယ်။ နံပါတ်3ဒေကြတဲ့အနာကပျောက်သွားသလိုမျိုးခံစားရတာဒီခံစားချက်ကတော့ဝန်ထမ်းဘဝကနေထွက်လိုက်ပြီးတော့ပရမ3လလောက်မှာခံစားရတဲ့ခံစားချက်ဖြစ်တယ်ကျွန်တော်ကိုယ်တိုင်ကိုယ်ပိုင်လုပ်ငန်းလေး3ခုလောက်လုပ်ပြီးတော့ဆုံးရှုံးသွားတာ ਨੇ ဝန်ထမ်းဘဝ ਨੇ လိုအပ်မဲ့အတွေ့အကြုံရုံမဲ့ဆိုပြီးတော့အလုပ်ဝင်လုပ်လိုက်တယ်ဒီလိုရွယ်ရွယ်ချက်နဲ့တောင်မှအလုပ်ကနေနှုတ်ထွက်ပြီးတော့နှုတ်ထွက်ပြီးတော့ဒီပရမဆုံးလာမှာပဲအကြီးအကျယ်စိုက်ကိုဝင်ခဲ့တယ် မန်နေဂျာလာတာကိုငါအပြင်မှာကိုပါသာရှာနိုင်ပါမလားငါတကယ်ရောလုံးနိုင်ပါမလားစသဖြင့်အတွေ့တွေဝင်ခဲ့တယ်ဝန်ထမ်းဘုရားမှာတော့လာကုန်ရင်လာခရမှာကတည်ကြတယ်အလုံသမားဥပဒေအရလာကုန်ပြီလို့ငါရဲ့အတွင်းမှာမလာစားမပေးရင်အလုံသမားရုံးကိုတောင်းမှတိုင်လို့ရနေတယ်နိုင်ငံကြီးကောင်းတယ်ဆိုရင်ပေါ့ဒါပေမဲ့ကိုပိုင်လုံငန်းစတင်လို့လာကုန်တာနဲ့အမြတ်ပလောက်မှမရရင်တိုင်လို့ရမယ်ရုံးရဲ့လို့မရှိဘူးဒီတော့ ဒီဖီရတံကိုလည်းခံနိုင်ဖို့လိုအပ်ပါတယ်။နံပါတ်၄ခေါင်းဆောင်တော့မဟုတ်လမ်းပြပေးမှသူ မေးလို့ရမယ်သူမရှိတော့ဘူး။မန်နေဂျာဘုရားမှာကျွန်တော်ကိုယ်တိုင်ဆုံးဖြတ်ရတာဝန်ယူရတဲ့ကိစ္စတွေတော်တော်များတယ်။ဒါပေမဲ့တကုတ်ခုအခက်ကြုံတာနဲ့အထက်မှာဖြည့်ရှင်းပေးမယ်။မေးလို့ရတဲ့အရာရှိချုပ်တွေ CEO တွေရှိတယ်။ဒီတော့ CEO instruction ဆိုပြီးတော့ဆက်ပြီးတော့လှုပ်လှိုင်းအဆင်ပြေသွားနိုင်ပေမယ့်ကိုယ်ပိုင်လုပ်ငန်းမှာကြတော့ ကိုကိုကိုင်လိုင်းပေးမယ်သူတာဝန်ယူပေးမယ်သူဥဆောင်ပေးမယ်သူ လုံးဝမရှိတော့ဘူးကိုတိုင်းအရာရာကိုဥဆောင်ဆုံးဖြတ်ရတော့တယ်ဆုံးဖြတ်ရသမျှရဲ့ရလကောင်းခြင်းဆိုခြင်းကလည်းအလုံးစုံကိုရဲ့တာဝန်သာဖြစ်ပါတော့တယ်နံပါတ်5ဝန်ထမ်းဘုရားမှာတတရရနေလိုက်ပြီးတော့ကိုပိုင်အလုံးကြမှာကြုံယုံအကုန်တိမ်ကြုံလုံးမယ်မဲဆိုဒီစိတ်ကူးစိတ်ကူးနေရဆိုရင်တော့စိတ်မကောင်းပါဘူးဒါမျိုးကမဖြစ်နိုင်ပါဘူး ပုံမှန်အလေးချင်းမရှိဘဲနဲ့အဲ့ချိန်ကလွဲပြီးတော့အလုပ်လုပ်နေဖို့ဆိုတော့ယူသွားဖို့များပါတယ်ဆိုတော့ဝန်ထမ်းဘုရားမှာအေးအေးဆေးဆေးနေပြီးတော့ကိုယ်ပိုင်ကြားမှာအတကုံတိန်ချုံလုံးမယ်ဆိုရင်ရှုံးမှုတော့များပါတယ်ဝန်ထမ်းဘုရားမှာတဲ့ကကိုယ်တိုင်လုပ်ငန်းရှင်လိုမျိုးကြိုပြီးတော့တွေးကြည့်ရမယ်အလုပ်တွေလုပ်ကြည့်ပြီးတော့ကိုယ့်ကိုယ်ကိုဖိအားနဲ့အလေးအကျင့်ပေးပြီးတော့ကိုယ်ရေးသွေးနေဖို့လိုအပ်ပါတယ်နံပါတ်6 အလုတ်မလုတ်ရမနေနိုင်ဖြစ်နေတဲ့သူတကယ်ပြောတာဒီလိုလူမျိုးတွေတကယ်ရှိတယ်မိဆိုရအလုတ်မလုတ်ရင် အလုတ်ကိုမလုတ်ရရင်စိတ်အားမတက်ချော်တော့ဘူးအလုတ်လုတ်ဖို့အယူအမှုဖြစ်နေတယ်ဆိုမှဒါမှမဟုတ်အဲ့ဒီအနေထားလောက်ရောက်နေမှ ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့အဆင်ပြေပါလိမ့်မယ်တချို့ကကြတော့လေကိုယ်ပိုင်လုပ်ငန်းစလိုက်တော့မှအဲ့ဒီလူမျိုး level အဲ့လိုမျိုးစိတ်ဓာတ်တွေရှိသွားတာဒါမျိုးလည်းရှိတယ်တိုးတိုးဒါကရှားပါတယ် ဒီနေ့တာအတွက်အလုတ်တစ်ခုခုပြေးမြောက်သွားမှနေတာထိုင်တာရှိနေတယ်ဆိုမှတော့ကိုပိုင်လုပ်ငန်းလုပ်မဲ့ဘဝမှာလည်းဒါပို့ပြီးတော့ဒီလိုလိုမျိုးတွေကတိုးတက်အောင်မြင်နိုင်ပါလိမ့်မယ်နမခေါခေါင်းစဉ်လေးပြောင်းလိုက်တာပဲမဖြစ်စေနဲ့ကျွန်တော်ကုမ္ပဏီမှာအလုပ်ဆောင်ဝင်တော့အတူတူလောက်ကြတဲ့တငယ်ချင်းတယောက်ရှိတယ်။နှစ်နှစ်လောက်လုံးပြီးတော့နေရာလုံးလာဆောင်ကတုံတင်ဝင်ချင်လောက်ဖြစ်လာကြတယ်။ဒါပေမဲ့တငယ်ချင်းကကိုယ်ပိုင်လုပ်ငန်းအလုပ် ကိုပိုင်လုပ်ငန်းကိုသူကပြောင်းလုပ်တော့မယ်ဆိုပြီးတော့ဝန်ထမ်းဘဝကနေသူကနှုတ်ထွက်လိုက်ပြီးတော့မြင်းကြီးတဲ့အခန်းလေးတစ်ခန်းငှားပြီးတော့အကစားကမှလည်းတခုသူဖွင့်တယ်။နောက်တစ်နှစ်လောက်နေတော့တငယ်ချင်းနဲ့ပြန်ပြီးတော့တွေ့ရတဲ့အချိန်မှာစိတ်ပြက်လက်ပြက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ဘာကြောင့်လဲမေးတော့တက်လာတာကုန်ကျစရိတ်တွေငှားခါတွေနှုတ်လိုက်တဲ့အချိန်မှာအတက်တဲ့အမြတ်နဲ့ profit ကတက်လာ၃သိန်းဝန်းကျင်ပဲဖြစ်နေပြီးတော့ဝန်ထမ်းဘဝလာစားနဲ့အတူတူပဲ ဖြစ်နေတယ်တဲ့ဒါအပြင်ပို့ပြီးတော့စိုးတာကကိုပိုင်းဆိုတဲ့ဇောနဲ့လောက်ရတာဖြစ်တယ်အတွက်မနက်စောစောပို့ပြီးတော့ထရညနေနေအထိပို့ပြီးတော့နေရပိတ်ရလဲလုံးလုံးမရအဲ့ဒီလိုမျိုးဖြစ်နေတယ်တဲ့ဒီတော့ဝန်ထမ်းဘဝဆိုတဲ့ခေါင်းစဉ်နဲ့ကိုပိုင်းလုပ်ငန်းဆိုတဲ့ခေါင်းစဉ်လေးပဲပြောင်းသွားပြီးတော့ကျွန်တော်ဘာမှမပြောင်းလဲသွားဘူးဆိုရင်လည်းအဆင်မပြေသေးဘူး Robert Kiyosaki ရဲ့စကားနဲ့ပြောရမယ်ဆိုရင်တော့ have a job ဘဝကနေ own a job ဖြစ်သွားတယ်ဆိုတဲ့သဘောပါပဲတကယ်တော့ဘာမှမထူးခြားပါဘူးဒါလို့တွေကတော့ကိုယ်ပိုင်လုပ်ငန်းတစ်ခုပြောင်းလုပ်တော့မယ်ဆိုရင်ချုပ်တင်စဉ်းစားထားရမှလေးတွေဖြစ်ပါတယ်နောက်ထပ်အချက်လေးတွေကိုလည်းဆက်ပြီးတော့ကြည့်ကြပါဦးမယ်ဝန်ထမ်းဘဝမှာလုပ်ငန်းရှင်ဘဝတို့ကိုးပြောင်းမယ်ဆိုရင်ဘာတွေပြင်ဆင်ထားတယ်လဲဝန်ထမ်းဘဝကနေကိုယ်ပိုင်လုပ်ငန်းတစ်ခုတူထောင်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင်ဘယ်လိုအယူဆတွေကိုလက်ခံရမယ်ပြောင်းလဲရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မျှဝေခဲ့ပြီးဖြစ်ပါတယ်အခုတစ်ခေါက်မှာတော့ဝန်ထမ်းဘဝကနေကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်တဲ့အခါမှာအဆင်သင့်ဖြစ်နေဖို့ပုံမလွယ်ကူနေစေဖို့ပြင်ဆင်ထားတဲ့နာရီတွေကိုမျှဝေပေးလိုပါတယ်နံပါတ်1စီးပွားရေးလုပ်ငန်းကြီးကဌာနတွေချိတ်ဆက်လက်ပတ်ပုံတွေကို နားလည်အောင်လို့ လေ့လာထားပါ။ မိမိအနေနဲ့ကိုယ်ပိုင်လုပ်ငန်းတစ်ခုတည်တည်ကြည်ကြည်စတင်တဲ့အခါမှာ ဝန်ထမ်းဘဝကလုပ်ငန်းလက်ပတ်ပုံတွေဌာနကြီးတွေတစ်ခုနဲ့တစ်ခုချိတ်ဆက်ဆောင်ရွက်ပုံတွေကို နားလည်ထားခြင်းကများစွာအထောက်အကူရစေပါတယ်လုပ်ငန်းကြီးကြီးလာလေလေတက်ဆိုင်ရာ function တစ်ခုကျင်းစီအတွက်ဌာနကြီးတွေတက်သက်ခွဲထားရလေဖြစ်ပါတယ်သို့သော လုပ်ငန်းအသေးလေးမှာကြတော့ဌာနတွေများစွာမခွဲထားပေမဲ့လည်းနားလည်ရမယ့်ကွန်ဆက်နဲ့ လှုပ်ဆောင်ချက်တွေကတော့အတူတူပဲဖြစ်ပါတယ်။ဒီတော့ဌာနကြီးတို့ရဲ့အဓိကလှုပ်ဆောင်ရတာတွေထားရှိရခြင်းရည်ရွယ်ချက်တွေကို နားလည်အောင်လို့လုပ်ပါ။ဒါအပြင်ဒီဌာနကြီးတွေဟာတစ်ခုနဲ့တစ်ခုဘယ်လိုမျိုးချိတ်ဆက်နေတာလဲ။တစ်ခုမှာဘာအမှားအယွင်းနေဖြစ်ရင်ဘယ်လိုဆက်ဆက်ပြီးတော့အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်လဲ။စတဲ့ business concept ကိုပါနားလည်အောင်လို့လေ့လာထားဖို့လိုအပ်ပါတယ်။နံပါတ်1 နောက်ဘက်တစ်ခုတိဆောက်တာပါတကယ်တော့စီးပွားရေးလုပ်ငန်းတစ်ခုကနောက်ဘက်မရှိရင်ဘလို့မှမရှင်းတတ်နိုင်ပါဘူးမိမိအနေနဲ့တက်ဆိုင်ရာနယ်ဘက်ကကျွမ်းကျင်သူတွေနဲ့ယင်းဒီမိတ်ဆွေဖြစ်ထားကနောက်ဘက်တစ်ခုတိဆောက်ထားနိုင်ခြင်းက ကိုယ်ပိုင်လုံးလုံးတဲ့အချိန်မှလည်းများစွာအထောက်အကူရစေပါတယ်ဒါအပြင်လူတယောက်အနေနဲ့ပညာရဲ့ကိစ္စအလုံးကို တက်ကြွနားလည်ဖို့ဆိုတာကခက်ခဲပါတယ် ဒီအတွက်တက်ဆိုင်ရာကျွမ်းကျင်သူတွေစီကနေအခုအညီတွေရနိုင်ရင် ကိုကိုကိုညီပေးခြင်းရင်တန်ဖိုးများစွာရှိပါတယ်။ဒါအပြင်မိမိရဲ့နောက်ဝါဟာမိမိရဲ့ကိုပိုင်လုပ်ငန်းစတင်တဲ့အချိန်မှာမိမိအတွက်ကစားမတွေအရင်အနည်းထက်ဝင်သူတွေအလုပ်ပါဒနာတွေစီးပွားဘတ်တွေဖြစ်လာနိုင်ပါတယ်။နံပါတ်3လက်ရှိဝန်ထမ်းအနေနဲ့အလုပ်မှာထူးချွန်ပြောင်းလဲစွာလှုပ်ဆောင်ပါ။ တာဝန်တွေများများယူပါတချို့ကတော့ဝန်ထမ်းအနေနဲ့ခဏပဲငါကလုပ်မှာငါတကယ်လုပ်မှာကကိုယ်ပိုင်လုပ်ငန်းလုပ်မှာဆိုပြီးတော့လက်ရှိမိမိလုပ်နေတဲ့အလုပ်ကိုမလေးစားရင် professional ဖြစ်အောင်မလုပ်နိုင်ခင် ကိုယ်ပိုင်အလုပ်မှာပို့ပြီးတော့တောင်းမှခက်ခဲပါလေဦးမယ်ဒါအပြင်ဝန်ထမ်းဘဝမိမိထမ်းဆောင်ရတဲ့အပိုင်းမှာကျွမ်းကျင်တဲ့အဆင့်တိရောက်ရှိပြီးတော့ရာထူးတာဝန်တွေရယူနိုင်ခြင်းဟာကိုယ်ပိုင်လုပ်ငန်းလုပ်ချိန်မှာတိုက်ရိုက်ရော တွယ်ဝပြီးတော့ပါအကျိုးပြုပါတယ်ဥပမာမန်နေဂျာရာရုလောက်ထိလောက်ခဲ့ပူးတဲ့သူဟာကိုပိုင်လုပ်ငန်းလုပ်တဲ့အခါမှာဝန်ထမ်းတွေကိုဘယ်လိုမျိုးစီမံအုပ်ချုပ်ရမလဲဆိုတာကို တွေးကြောင်နေတော့မှမဟုတ်တော့ပါဘူးဒါအပြင် မန်နေဂျာ level လောက်ထိအောင်မြင်အောင်ဆောင်ရွက်ထားနိုင်ခြင်းဟာအထက်က networking ဖွဲ့ပါ ဆိုတဲ့အချက်ကိုလည်းအထောက်အကူဖြစ်စေပါတယ်ဝန်ထမ်းဘဝမှာရာထူးမြင့်လာလေလေတာဝန်ယူရတာများလာလေလေ တွေ့ဆုံဆွေးနွေးရတဲ့သူတွေကလည်းအဆင်မြင့်လေလေဖြစ်ပါတယ်။ဒါအပြင်မိမိရဲ့ဆုံးဖြတ်နိုင်စွမ်းလောက်ကိုင်းနိုင်စွမ်းတွေကလည်းများစွာ တိုးတက်စေပါတယ်။ဥပမာ9နှစ်လောက်ဝန်ထမ်းဘဝလောက်ရတာချင်းအတူတူ customer တဦးကိုဘယ် product ရောင်းထွက်အောင် လုပ်ရမလဲလို့ဆုံးဖြတ်ရတာနဲ့တနင်္ဂနွေလုံးရဲ့အယောင်စေးကွက်ကိုဘယ်လိုချဲ့ထွင်ရမလဲဆိုတာဆုံးဖြတ်ရတာနဲ့ဘယ်တစ်ခုကကိုယ်ပိုင်လုပ်ငန်းအတွက်အထောက်အကူရမယ်ထင်ပါသလဲ နံပါတ်၄ personal branding တည်ဆောက်တာပါမောင်မောင်လို့ပြောလိုက်တာ ਨੇ ဟာဒီကောင်ကပြင်းမယ်ဒါမှမဟုတ်ဟောမောင်မောင်လားတိတ်တော်လားစိတ်ဆက်တည်ကြပြီးတော့အလုပ်လုပ်တာစေတနာပါတယ်လူကောင်းပဲ လူတော်ပဲဒီလိုမျိုးထင်မြင်ချက်နှစ်ခုမှာဘယ်တစ်ခုကကို့အတွက်ရစေချင်ပါသလဲဒုတိယကောင်းတဲ့တစ်ချက်သာဖြစ်ပါလိမ့်မယ်ဒါပေမဲ့ဒီလိုထင်မြင်ချက်တွေဟာ အလွယ်တကူဖြစ်ပေါ်လာတာမဟုတ်ဘူးမိမိရဲ့လုပ်ငန်းခွင်တဲကအလုပ်အပေါ်ပြုံမှုဆောင်ရွက်ပုံတွေခံယူချက်တွေစိတ်ထားတွေဒါတွေအားလုံးကို မြင်တွေ့သိရှိနေတဲ့ပဝင်းကျင်လုပ်ပေါ်ကိုင်မက်တွေကမိမိဟာဘယ်လိုလူမျိုးဖြစ်တယ်ဆိုတဲ့ brand အမှတ်တရစိတ်တစ်ခုကိုသတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်ဒီအမှတ်တရစိတ်ဟာတိတ်ကို အရေးကြီးပါတယ်ဘာကြောင့်လဲဆိုရင်ဒါဟာကိုယ်တည်ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကိုပဝင်းကျင်ကိုကြီးညာထားလိုက်ပြီးတော့ နှစ်ပေါင်းများစွာတည်တံ့နေနိုင်တဲ့တည်ပြကြတခုဖြစ်လို့ပါပဲဒီအတွက်မိမိဟာယုံကြည်ထိုက်သူတခုဖြစ်တဲ့စေတနာပါတဲ့အလုံးလုံးတာ စိတ်ချရရတဲ့စတဲ့ကိုပိုင် အလုံးမှာအထောက်အကူဖြစ်စေမဲ့ personal brand တွေကိုတည်ဆောက်ထားဖို့လိုအပ်ပါတယ် business concept နဲ့အတွေ့အခေါ်တွေကိုလေ့လာမှာမိမိလုပ်ငန်းရဲ့ CEO ကဒီကိစ္စကိုဘယ်လိုမျိုးယူဆလို့ဒီလိုဆုံးဖြတ်ချက်ချတာလဲ ဒါသူ့နေရာနေဝင်ပြီးတော့မြင်အောင်လို့ဝင်ပြီးတော့စဉ်းစားကြည့်ပါတကယ်တော့အောင်မြင်တဲ့စီးပွားရေးသမားတွေနဲ့တာမန်လူတွေအဓိကကွာခြားချက်ကတော့ business sense လို့ခေါ်တဲ့စီးပွားရေးအကွက်မြင်မှုတွေးခေါ်တတ်မှုပဲဖြစ်တယ်ဒီလိုအကွက်မြင်မှုတွေးခေါ်တတ်မှုတွေဟာလေ့ကျင့်ယူရင်းလဲရရှိနိုင်ပါတယ်ဒါအပြင် networking တည်ဆောင်ရင်လည်းကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေ CEO တွေဘယ်လိုမျိုးခံယူချက်တွေထားကြလဲဘယ်လိုစိတ်ဓာတ်တွေရှိကြလဲဘယ်လိုတွေးခေါ်တတ်ကြလဲ အခက်အခဲချက်လန့်တွေကိုဘယ်လိုမျိုးတုံ့ပြန်တတ်ကြလဲဆိုတာကိုပါလေ့လာမှတ်ထားပြီးတော့လေ့ကျင့်ယူထားနိုင်ရင်ကောင်းမွန်ပါတယ်။နံပါတ်6ငွေအရင်းအနှီးစတင်စုဆောင်ပါ။ယင်းနှမြုပ်နှံမှုလေးတွေစပြီးတော့လုပ်ကြည့်ပါ။ကိုယ်ပိုင်လုပ်ငန်းတစ်ခုထူထောင်မယ်။အောင်မြင်မှုတွေရရမယ်ဆိုရင်ကြီးမားတဲ့အိမ်မကြီးကိုအကောင့်တွေပေါ်နိုင်ရင်မိမိကိုယ်ကိုစက်ကွန်ထရိုးပြုလုပ်နိုင်ရမယ်မိမိကိုယ်ကိုထိုင်းသိမ့်တဲ့အထက်မှာတောင်းတစ်ချိန်ငွေအရေးအနည်းပမာဏတစ်ခုအနေနဲ့ရနိုင်အောင်လို့လာစဉ်ပုံမှန်ငွေစုတော့ အသေးစားရင်းနှီးမြှုပ်နှံမှုလေးတွေလောက်ကြည့်တာဆရာလေးတွေကိုလောက်ဖို့လိုအပ်တယ်ဒီတော့လာစင် target တက်မှတ်ပြီးတော့ငွေပမာဏတစ်ခုကိုစူးစောင်းကအရင်းနှီးအဖြစ်စတင်မှတည်ထားတယ်နဲ့ဒါအပြင်စုငွေလေးတက်မှုရောမတော်စင်ဘူးလဲငွေအဖြစ်အပြင်ဘန်တို့ရအောင်လို့ဘာမှအမလားရွှေဖြစ်ပြောင်းလဲစူးစောင်းမလားစတဲ့နီလန်းလေးတွေကိုတုံးတက်ဖို့လိုအပ်ပါတယ်နမခုံမိမိကိုယ်ကိုဖြည့်တင်တာပါကိုယ်ပဲလုပ်ငန်းတစ်ခုလောက်ကန်ဖို့အတွက် မတိမပြတည်ထားရမယ် finance management business ဆေးရ marketing စတဲ့ပညာရပ်တွေကိုဖြည်းဖြည်းချင်းလေ့လာသင်ယူထားဖို့လိုတယ်လေ့လာသင်ယူတယ်ဆိုတဲ့နေရာမှာသင်တန်းတွေတက် diploma လက်မှတ်တွေယူမှာမဟုတ်ဘူးစာအုပ်တွေဖတ်ရှုလေ့လာတာသက်ဆိုင်ရာကျောင်းကျင်သူတွေထံမေးမြန်းစီကတ်တပည့်ခန္ဓာအခမဲ့ဟောပြောဖို့တွေနားထောင်တာစသဖြင့်ဒါတွေလုပ်လို့ရတယ်ဒီနေ့လိုခေတ်ကြီးမှာတော့ online ကိုတွင်ကျဲစွာအသုံးပြုလာကြတဲ့အပြင်ပညာဒါနသင်တန်းတွေလည်းများစွာရှိကြကြောင်း တကယ်တက်မြောက်အောင်တင်တဲ့ပညာဒါနာအတန်းတွေကနေလဲမိမိလိုအပ်တာတွေကိုဖြည့်တင်းနေရာယူထားနိုင်ပါတယ်။နံပါတ်၈မိမိကိုယ်ကိုတိုးတက်နေစေပါ အပင်ပေါက်ကစသိရွက်လေးနှစ်ရွက်လောက်ပဲရှိသေးတယ်အပင်လေးကိုအဲ့ဒီသိရွက်နှစ်ရွက်နှုတ်ပစ်လိုက်မယ်ချိုပစ်လိုက်မယ်ဆိုရင်တည်ဆုံးသွားမှာပဲဒါပေမဲ့အရွယ်ရောက်ပြီးတော့သိရွက်တွေအောက်ဆိုင်နေတဲ့သိပင်ကြီးကိုသိရွက် အရွယ်20ချွေချလဲဘာမှဖြစ်သွားမှာမဟုတ်ဘူး။ ဒီတိတ်ရွယ်20ကတစ်ပင်ကြီးအတွက်ဆုံးရှုံးမှုအနည်းငယ်တော့ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ခန္ဓာရဲ့အားကမြင့်မာသွားပြီးတော့နှစ်စဉ်ကြီးထွားမှု growth ဖြစ်ခဲ့လို့ပဲဖြစ်တယ်။ဒီလိုပါပဲကျွန်တော်တို့တွေလည်းတစ်နှစ်တစ်နှစ်ဖြည့်ရှင်းနိုင်တဲ့ပြဿနာတွေစဉ်းစားနိုင်စွာနေအမအမှန်ခွဲခြားနိုင်မှုတွေမိမိကိုယ်ကိုထိန်းချုပ်နိုင်မှုတွေခံစားချက်တွေတိုးတက်လာမှုတွေ source query တွေလောက်ကိုင်းနိုင်စွာနေစတာတွေအားလုံး growth တိုးတက်နေဖို့လိုအပ်တယ်။ နံပါတ်9ရန်သူမထားပါနဲ့မိတ်ဆွေရင်းနေတိုးပေါက်နေအောင်လို့ပါခေါင်းစဉ်ရတော့လူတိုင်းနဲ့အဆင်ပြေနေအောင်လိုက်ရောညီတွေဆက်ဆံရမယ်လို့တော့လည်းမဟုတ်ပါဘူးမိမိစိတ်နဲ့မတည့်တဲ့သူဆိုတော့ကလူတိုင်းမှာရှိမှာပါပဲဒါပေမဲ့အညိုတချီရန်သူတော်ကြီးတွေလိုမျိုးအများကတိုက်ခိုက်ဖို့ပြင်ဆင်နေရတဲ့အဲ့လိုရန်သူမျိုးတော့မရှိသင့်ဘူးဒါအပြင်မိမိရဲ့လူရဲမိတ်ဆွေရင်းတွေကိုလည်းမွေးမြူထားဖို့လိုအပ်ပါတယ် ထပ်ပါအချက်တွေကိုဝန်ထမ်းဘဝထဲကနေပြင်ဆင်ထားနိုင်မယ်ဆိုရင်တော့မိစွေရကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ထူထောင်တဲ့အချိန်မှာရာနှုန်းပြချောမှုနေဖို့မလွယ်ဘူးဆိုရင်တော့မှကျုံလန်သမျှအခက်ခဲတွေကိုအလွယ်တကူကျော်ဖြတ်နိုင်မှာဖြစ်ပါကြောင်းမျှဝေလိုက်ရပါတယ်ခင်ဗျာလုံလိုက်တဲ့အသိပညာဟာပြင်းထန်တဲ့အခက်ခဲတွေကိုလွယ်ကူစွာနဲ့ကျော်ဖြတ်စေနိုင်ပါတယ်